ရင်လည်းတတိတခြားကြီးအဲ့လိုမျိုးကြီးတတိတတိုင်ကြောင့်မလုပ်ပေးရပါဘူး။ပက်ပစီက။ပက်ပစီကလည်းသူမွေးနေ့လေးအတွက်ကိုဟိုမာကြီးပေါ့နော်။ဟိုစီစဉ်ပေးပါအောင်ဆိုတာနဲ့ပါရလေးပေါ့။အဓိကတော့အမားတို့ကဒီပေါ့နော်ကို creation လုပ်ပေးရမယ် model ရဲ့ဟိုပေါ့နော် body structure ပေါ့။ပြီးလို့ရှိရင်သူ့ရဲ့မျက်နှာကြောပေါ့။မျက်နှာကြောကအဲသူကကျတော့အဲ့လိုမျိုးဒီ model ကြောတွေပေါ့နော်။ဒီသူ့ရဲ့ဒီပါကြောတွေပါလေဆိုလို့ရှိရင်အမသဘောကျတယ်။သူ့ရဲ့ body structure တွေပါဆိုလဲမိုက်တယ်။ပြီးတော့အဓိကသူ့ရဲ့ height ပေါ့နော်။ high ရှိရပေါင်တန်ရှိတယ်အဲအဲဒါကြောင့်သူတချို့ design လေးတွေကတော့သူပြောပြတာပေါ့နော်ဒီညဒီညရောအဲ့လိုမျိုးဒါပေမဲ့ကိုယ့်ကိုယ်ကိုသူပြောတာလေးကိုလည်းဟိုမဖယ်ပဲနဲ့ကိုလိုချင်တဲ့ဟာလေးလည်းရအောင်တော့ဖန်တီးပေးထားတာပေါ့အဲကြာပြီဆိုနှစ်တော့ချီသွားပြီနှစ်တော့ချီသွားပြီ Pepsi နဲ့ကလေအဲအဲ့လိုမျိုးအဲဒီလိုပဲဒီ industry ရပဲဆိုတော့ညီမရယ်ဆိုတော့တွေ့ရနဲ့တိတ်ပြီးတော့အများကြီးလည်းတောင်တောင်မိတ်ဆက်နေကြမလို့ connection မိတယ်အဲသူကအမြဲတမ်း hyper အမားနဲ့အတူနဲ့ energy ကြိုက်တာဗာလဲဆိုတော့ hyper တယ်အမားတို့ကအလုံးလုံးလို့ရှင့် အမြင်ရ hyper ဖြစ်နေတာအဲ့လိုမျိုးအလုံးမလုံးရရင်အမတို့က hyper မဖြစ်တော့ဘူးအဲ့အဲ့မှာမှာအဲ့လိုမျိုး coffee နဲ့ hyper ဖြစ်မယ်အဲပြလို့ရှိရင်လပိနဲ့ hyper ဖြစ်မယ်ခါကြရင်ဘာမှမရှိရင်အမရေနဲ့ hyper ဖြစ်တယ်အဲ့လိုမျိုးအဓိကတချင်းမျိုးမျိုးလေးတွေပေါ့ကိုယ်နဲ့ energy ကြိုက်တဲ့တချင်းလေးတွေကိုပွင့်ပြီးတော့ဒီ photo shoot ကိုလုပ်တဲ့ခါကျတော့သူ့ကိုကြည့်ရတာကိုယ်လည်းပြောတယ်အဲ့လိုမျိုးသူကအမြဲ active ဖြစ်နေရအောင်အရင်လဲတတိတခြားကြီးအဲ့လိုမျိုးကြီးတတိတတန်ကြီးတော့မလုပ်ပေးရပါဘူး Pepsi က Pepsi ကလည်းသူမွေးနေ့လေးအတွက်ကို ဟိုမာကြီးပေါ့နော်ဟိုစီစဉ်ပေးပါအောင်ဆိုတာ ਨੇ ပါရလေးပေါ့အဓိကတော့အမတို့ကဒီပေါ့နော်ကို creation လုပ်ပေးရမယ် model ရဲ့ဟိုပေါ့နော် body structure ပေါ့ပြီးလို့ရှိရင်သူ့ရဲ့မျက်နှာကြောပေါ့မျက်နှာကြောကအဲသူကကြတော့လိုမျိုးဒီ model ကြောတွေပေါ့နော်ဒီသူ့ရဲ့ဒီပါကြောတွေပါတယ်ဆိုလို့ရှိရင်အမသဘောကျတယ်သူ့ရဲ့ body structure တွေပါတယ်ဆိုလဲမိုက်တယ်ပြီးတော့အဓိကသူ့ရဲ့ height ပေါ့နော် height ရှိရပေါင်တန်ရှိတယ် အဲအဲ့ဒါကြောင့်သူတချို့ဒီဇိုင်းလေးတွေကတော့သူပြောပြတာပေါ့နော်ဒီနေရာဒီနေရာရောအဲ့လိုမျိုးဒါပေမဲ့ကိုယ့်အကူကိုသူပြောတာလေးကိုလည်းဟိုမဖယ်ဘဲနဲ့ကိုလိုချင်တဲ့ဟာလေးလည်းရအောင်တော့ဖန်တီးပေးထားတာပေါ့ fashion ကြောင့်လှပပြောက်တယ်ဆိုတာတည်းပေါ့နော်အဓိကတော့အမတို့အဲဒီဇိုင်နာတွေကြတော့လေဟိုအမကတော့ commercial line ထဲဆိုင်လို့ရှင်အမပွဲတွေကိုအဓိကအဆီဇင်ပေးခဲ့ရတာများတယ်ပေါ့နော်အမဒီမင်္ဂလာဆောင်ပွဲတွေပြုလို့ရှင်အဲပေါ့နော် evening gown တွေပြုလို့ရှင်အဲ့လိုပြပပွဲတွေပေါ့အခုနောက်ပိုင်းဆိုရင်အမ overseas ပွဲတွေပဲ စီစဉ်ပေးဖြစ်တာများတယ်ပြည်တွင်းပွဲကိုအဲအမအစီအစဉ်ပေးတာတော်တော်လေးကိုရှားလာပြီပေါ့နော်ဟို overseas ပွဲလေးတွေပဲစီစဉ်ပေးဖြစ်တာများတယ်အဲ့ခါကျတော့နိုင်ငံခြားကလူတွေရဲ့နိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေရဲ့အမြင်နဲ့မြန်မာနိုင်ငံထဲမှာရှိနေတဲ့ပြည်တွင်းကမြန်မာတွေရဲ့အမြင်နဲ့ကြတော့လဲမတူပြန်အောင်အဲကျတော့ဟိုကြိုက်တဲ့အယောင်တွေအစားကွာတယ်ပေါ့နော် overseas မှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့မြန်မာတွေကြတော့သူတို့က သူတို့ကြိုက်တဲ့ကာလာတွေကတမျိုးပေါ့နော်တကယ်တကယ်မြန်မာမှာကျတော့လက်ရှိကြိုက်နေတဲ့ trend ဖြစ်နေတဲ့ကာလာတွေကတော့တမျိုးပေါ့အဲ့လိုပုံစံမျိုးလေးတော့ရှိရကကျတော့အဲဒီဇိုင်နာရယ်လို့ဖြစ်လာရင်တော့ကိုယ့်ရဲ့ creation ကြီးကိုပဲအရင်ဦးစားပေးတာမျိုးလည်းမဟုတ်ဘဲနဲ့အဲကိုယ့်ရဲ့ model ပေါ့ကိုယ့်ရဲ့ဒီဝစ်ဆောင်ဝစ်မဲ့ဝစ်ဆင်မဲ့ model ရဲ့အဲ body structure ပြီးပါလို့ရှိရင်သူ့ရဲ့ဟိုကောက်ကြောင်သူ့ရဲ့နေကြောပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့ဒီဟိုပါပေါ့အဲသူနှစ်လိုက်ဖက်မဲ့ဟာပေါ့အဲ့ဒါလေးတော့နည်းနည်းလေးတော့ထည့်သွင်းစဉ်းစားပေးရတာပေါ့နော် အဲကြာပြီဆိုနှစ်တော့ခြီသွားပြီနှစ်တော့ခြီသွားပြီ Pepsi နဲ့ကလေအဲအဲ့လိုမျိုးအဲဒီလိုပဲဒီ industry ရပဲဆိုတော့ညီမရယ်ဆိုတော့တွေ့ရတယ်တိတ်ပြီးတော့အများကြီးလဲတယောက်တယောက်မိတ်ဆက်နေကြမလို့ connection မိတယ်အအဓိကတော့သူ့ကိုအမကအရက်ကြီးရမ်းရှည်ရပေါ့တော့အမအရက်ပူတာအမအရက်ပူတော့သူနဲ့တွေ့ရင် Pepsi ရဲ့နေ့အကြီးကလည်းရှည်လိုက်တာပါညာဟိုတနေ့ကရိုက်ကူးရမှာဆိုလို့ရှင်လဲအဲ့လိုပေါ့နော်အဲ Pepsi ရဲ့ဒီ body သူရဲ့ height နဲ့ပတ်သက်ပြီးတော့အမသဘောကျတယ်ပေါ့နော်တော့ဘာဘိုးပဲလိုက်နေအောင်အဲ့လိုပုံစံ အဲပြောမှဆိုတော့ဒီဒီလိုမျိုး creation တွေလုပ်ပြီးတော့ရိုက်ကူးရေးရတော့အမတော်တော်မစိမ့်တော့ဘောเนาะအများကြီးလဲလုတ်ခဲ့တာဆိုတော့လေဒါမဲ့အဲ time သိန်းလေးရလဲသူနဲ့ line နေတယ်သူ့ကို time သိန်းနဲ့လဲတခါမှမစင်ပေးဘူးတေဘူးဒါပထမဆုံးညီမတွေ photo shooting မှာစုံကြတာဘောเนาะရှေ့မှာတော့စုံခဲ့ကြဘူးလေဒါမဲ့ဒီမျိုးကိုယ့်ရဲ့ design လေးကိုသူဝစ်ပြီးတော့အဲသူအဲ့လိုမျိုးသူ photo shoot ပေါ့เนาะအဲ့အဲ့လေးတော့ပထမဆုံးပဲဆိုတော့အမှတ်တရတော့ဖြစ်ပါတယ် ။ तू အမြဲတမ်း hyper အမားနဲ့အတူနဲ့ energy ကြိုက်တာဘာလဲဆိုတော့ hyper တယ်။အမားတို့ကလုံးလုံးလို့ရှင်အမြဲတမ်း hyper ဖြစ်နေတာ။အဲ့လိုမျိုးအလုံးမလုံးရရင်အမားတို့က hyper မဖြစ်တော့ဘူး။အဲ့အဲ့မှာမမအဲ့လိုမျိုး coffee နဲ့ hyper ဖြစ်မယ်။အဲ့ပြလို့ရှင်လပိအနေနဲ့ hyper ဖြစ်မယ်။ခါကြရင်ဘာမှမရှိရမှရေနဲ့ hyper ဖြစ်တယ်။အဲ့လိုမျိုးအဓိကသချင်းမျိုးမျိုးလေးတွေပေါ့။ကိုယ်နဲ့ energy ကြိုက်တဲ့သချင်းလေးတွေကိုပွင့်ပြီးတော့ဒီ photo shoot ကိုလုပ်တဲ့အခါကျတော့သူ့ကိုကြည့်ရတာကိုယ်လည်းပျော်တယ်။အဲ့လိုမျိုးသူကအမြဲ active ဖြစ်နေရအောင်။သူ့ထပ်ဘန်လေးပြရတဲ့ design တွေကလေအရှိမသိမရှိခဲ့ဘူး။ ဒီဟာဒါပထမအဆုံးပေါ့ပထမအဆုံးရှေ့မှာမတို့ရိုက်ကူးရေးအတူတူလောက်ပူရိုက်ကူးရေးဆိုတာအမတို့ဒီမီနီစီးရီးလေးတစ်ခုအတွက်ပေါ့နော်အဲ့အတွက်ကိုသူ့အမကတရုတ်ဆောင်ပေါ့တရုတ်ဆောင်လောက်ခဲ့ပေးပူတယ်သူနဲ့အမနဲ့ဘယ်လိုမျိုးဒီတိုင်းပဲဟိုပေါ့နော်တငယ်ချင်းတွေရိုက်တဲ့ရိုက်ကူးရေးလေးပေါ့ GL လေးပေါ့ GLC လေးမီနီစီးရီးလေးကိုအဲဒီနိုင်ပြပမှာလွှင့်မှုအတွက်ပေါ့အဲ့အဲ့အတွက်ကိုသူနဲ့အမနဲ့ကိုဂဲလက်ပုံစံမျိုးလေးတော့ရိုက်ပေးခဲ့ပူတယ်အဲ့ဒါတော့အမှတ်တရပဲ